ကိုယ့်ရဲ့ဝါသနာကိုအလုတ်တစ်ခုလိုဝင်ဝင်ရတဲ့အရာတစ်ခုလိုဖြစ်လာစေခြင်းနဲ့စိတ်ကူးမျိုးရှုဖူးပါဒလားမြန်မာနိုင်ငံမှာဆိုရင်အခုအချိန်မှာလူထုတို့များများက YouTube ကိုအသုံးပြုပြီးဒီစိတ်ကူးကိုအမှန်တကယ်အကောင့်အထည်ဖော်နေကြပါပြီကဲဒီနေ့မှာတော့ YouTube creator တယောက်အနေနဲ့ဝင်ငွေရရှိဖို့ဘာတွေလောက်ဆောင်ရမလဲဆိုတာကိုအစင်တိုင်းကိုတစ်ခုချင်းစီအသေးစိတ်ရှင်းပြပေးတော့မှာပါဒီခရီးကိုမစားခင်မှာကိုကိုကိုအရင်ဆုံးမိကူတစ်ခုမေးကြည့်ဖို့လိုတယ် YouTube ကနေတကယ်ဝင်ငွေရှာဖို့စဉ်းနှင်းဖြစ်ပြီလား ဒါကအပျော်တာဗီဒီယိုတင်တာနဲ့မတူတော့ဘူးเนาะတကယ်အချင်းပေးခေါင်းတောင်းပြီးအလုပ်တစ်ခုလို့တော်တော်ထားဖို့လိုလာပါပြီအဖြေကဟုတ်ကဲ့ဆိုရင်เนาะရှစ်ဆက်မဲ့ကြောင်းရတွေကတကယ်ကိုအရေးကြီးတဲ့အချက်တွေဖြစ်လာမှာပါကဲဒါကတော့ကျွန်တော်တို့တွားရမယ့် keys တစ်ခုလုံးရဲ့မြေပုံပါပဲဘန်းတိုင်ကတော့ YouTube မှာငွေရှာနိုင်ဖို့ပေါ့အဲ့ဒီဘန်းတိုင်ကို ရောက်ဖို့ဖျက်ရမယ့်အတိတ်ကအဆင့်ကြီး90ရှိပါတယ်ဒီ key မှာဘာတွေလုပ်ရမလဲဆိုတာတစ်ချက်ကြည့်လိုက်ကြအောင် ကောင်းပြီပထမဆုံးအဆင့်လာတော့ channel တစ်ခုတည်ထောင်ခြင်းပါအိမ်တလုံးစောက်မယ်ဆိုရင်အုတ်မြစ်ကအရေးကြီးဆုံးပဲမဟုတ်လား YouTube မှာလည်းအတူတူပါပဲခိုင်ခိုင်မာမာနဲ့စနစ်တကျရှိတဲ့ channel တစ်ခုကအောင်မြင်မှုအတွက်ပထမဆုံးလေ့ကားထည့်ပါပဲဒီချက်တွေကကြီးလိုက်ရင်တော့တာမန်ခြေခံလေးတွေလို့ထင်ရနိုင်တယ်ဒါပေမဲ့အရင်အကြီးကြီးတယ်ဘာလို့လဲဆိုတော့ကို့ channel ဆိုတာက online ပုံကကို့ရဲ့ဆိုင်ခံလေးတစ်ခုလိုပဲဆိုင်နာမယ်ဆိုင်ပုံအပြင်းအစင်တက်တက်ရရရနဲ့ပြည့်ပြည့်စုံစုံရှိမှလူတွေကဝန်ကြီးချင်ပါလိမ့် ဒီချက်တရားလုံးကကြီးရှိသူတွေအတွက်ပထမဆုံးထင်မြင်ကိုပေးရမလို့ထေချာ group site ဖို့လိုပါတယ်။ကဲအဆင့်နှစ် channel ဆိုတဲ့အခွန်အယောစုကတော့အဆင့်တင်ဖြစ်သွားပြီ။အခုသူ့ထက်ကောအသက်သွေးရမယ့်အလဲပေါ့။အဲ့ဒါကဘာလဲဆိုတော့ content ပါပဲ။ဟုတ်ပါတယ်။ content က channel တစ်ခုရဲ့နေလုံးသားအသက်သွေးကြော်ပဲ။ content မကောင်းရင်ဘယ်လောက်ပဲ channel ကိုအလှဆင်ထားဆင်ထားလူတွေစိတ်ဝင်စားမှာမဟုတ်ပါဘူး။ consistency တဆိုင်မမတ်လုတ်ခုကအရင်အရေးကြီးတယ်။ဥပမာကိုကြိုက်တဲ့ TV series တစ်ခုဟာအပတ်တိုင်းတော့ကြနေည၈နာရီမှလာရဲဆိုရင်အဲ့ဒီအချင်းကိုစောင့်ကြည့်ဖြစ်တယ်မလား။အဲ့လိုပါမယ်။ပရိသတ်ကလည်းကိုစီကဗီဒီယိုတစ်တည်းကိုဘန်နေပဲခြေလောက်မှမျောလို့ရမလဲဆိုတဲ့အလေးအကျင့်လေးတစ်ခု ဖြစ်သွားစေရပါမယ်။ဒါမှသူတို့ကကို channel ကိုပြန်ပြန်လာကြည့်မှာပါ။ content ကခေါင်းဝမယ်ပုံမှန်တင်ရမယ်ဆိုတာဖြင့်နောက်တစ်ခုကထူးခြားပြီးတန်ဖိုးရှိဖို့လိုတယ်။ ဒီမှာတန်ဖိုးရှိတယ်ဆိုတာကစာသင်ပေးတယ်လို့ပညာပေးတာတခုတည်းကို ပြောတာမဟုတ်ဘူးเนาะကြည့်တဲ့သူကိုပြောစီတာရေးစီတာတခုခုကိုစဉ်းစားမိသွားစီတာဒါတွေအကုန်လုံးကတန်ဖိုးပါတယ်ထူးခြားမှုကတော့ရှင်းပါတယ် YouTube မှာ creator တွေတန်းတဲ့ချီရှိနေတဲ့အထက်မှာကိုယ့်ကိုဘာလို့ချစ်တင်တယ်ဆိုတဲ့အဖြေပါပဲ Okay channel လက်ရှိပြီ content ကောင်းကောင်းတွေလည်းပုံမှန်တင်နေပြီ အခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ဒီစူးစမ်းမှုတွေကို တကယ်ပိတ်ဆံဖြစ်ဘလို့ပြောင်းမလဲဆိုတာပါပဲအဲ့ဒီတကားကိုဖွင့်ပေးမဲ့ thought တစ်ချောင်းရှိတယ်အဲ့ဒါကတော့ YouTube Partner Program YPP လို့ခေါ်ပါတယ် YPP ဆိုတာဘာလဲဆိုတော့ရှင်းရှင်းလင်းပါမယ် YouTube ရဲ့တရားဝင်ဝေရှာခွင့်ရတဲ့ Creator ရဲ့ Club လို့ပဲတဘောထားလိုက်ပါဒီ club chair ဝင်ခွင့်ရမှာကို video တွေမှာကြောင်းကြထည့်လို့ရမယ်ဝင်ငွေစမယ်ဆိုတော့ creator လုပ်ပြီဆိုရင် YPP member ဖြစ်ဖို့ကပထမဆုံးပန်းတိုင်ပါပဲကဲ ့ YBB ဝင်ဖွက်ပါတယ်လို့လဲပထမဆုံးတစ်ခုက subscriber တထောင်ပါဒီခင်ကနန်းကအရန်မများလို့ထင်ရပေမဲ့ဒါကအရန်ရေကြီးရဲ့မှတ်တိုင်တစ်ခုပါပဲဘာကိုပြလဲဆိုတော့ကိုကိုအားပေးမဲ့ကိုဗီဒီယိုတွေကိုစောင့်ကြည့်မဲ့အမာခံပရိသတ်တထောင်ကိုတီးဆောက်နိုင်ပြီဆိုတဲ့တတ်တယ်ပဲလေနောက်တစ်ချက်ဒါကပို့တော်အရေးကြီးပါတယ်နောက်ဆုံးစနစ်လအတွင်းမှာ public watch hours 9:00လေးထောင် ဆိုလိုတာကလူတွေကကို့ဗီဒီယိုတွေကိုစုစုပေါင်းကြည့်ရှုခဲ့တဲ့ချင်းနိုင်4000ပြည့်ဖို့လိုတယ် Subscriber အများယုံနဲ့မရဘူးလူတွေကကို့ဗီဒီယိုကိုတကယ်အဆုံးထိစိတ်ဝင်စားဖားကြည့်ရလားဆိုတာကို YouTube ကတိုင်းတာတာပါဒါက content နဲ့ရေးသွေးကိုတကယ်ပြတဲ့အတိုင်းတာပါပဲဒါပေမဲ့ခဏလေးဒီ watch hours လို့အချက်ကိုပြည့်မီဖို့နောက်ထပ် land တစ်ခုရှိသေးတယ်အဲ့ဒါကတော့ YouTube Shorts ပါပဲဗီဒီယိုရှေ့ရတော့နိုင်4000မဟုတ်ရင်ရက်ကိုစီအတွင်းမှာ Shorts view စေတမ်းပြင်းလဲ YPP ကိုရှောင်းလို့ရတယ်။ဆိုတော့ရွေးချယ်စရာလမ်းလမ်းရှိပါတယ်။ဗီဒီယိုရှင်းနဲ့ပရိသတ်ကိုတိဆောက်မလား။ဒါမှမဟုတ် shorts နဲ့အချင်းတို့အတွင်းမှာပေါက်အောင်လုပ်မလား။ကို content နဲ့အားသားတွေပဲကိုရွေးရမှာပေါ့။ပြီးတော့ကနိုင်နေရပြန်လိုက်နာရမယ်စီကန့်ချက်တွေလည်းရှိပါသေးတယ်။ဒါကတော့ကစားပွဲရဲ့ rule တွေပါပဲ။ပထမတစ်ခုက Google account မှာ two step verification ဖွင့်ထားရမယ်။ ဒုတိယနဲ့အရေးကြီးဆုံးကတော့ channel မှာ community guideline strike လုံးဝမရှိရပါဘူး subscriber တွေ watch hour တွေ block ပြီးဒီစီကန်းတွေနဲ့မညီရင် wipe ပြီးဝင်ခွင့်ရမှာမဟုတ်ဘူးဒါကတော့သတိထားပါမယ်ကဲအားလုံးစ조사လာခဲ့သမျှအသေးဖွင့်ကိုခန်းစားရတော့မယ့်အဆင့်ကိုရောက်လာပါပြီ YBB လိုအပ်ချက်တွေအားလုံးပြည့်မီသွားပြီဆိုရင်တော့နောက်ဆုံးအဆင့်ကငွေလက်ခံရယူဖို့ပါပဲအဲ့ဒါဘာလို့ရမလဲဆိုတော့ကို YouTube channel ကို Google AdSense account တစ်ခုနဲ့ချိတ်ဆက်ရပါမယ် AdSense ဆိုတာက YouTube က creator တွေကိုပိတ်ဆံပေးချေတဲ့စနစ်ပေါ့။သူကကြော်ညာတွေကရတဲ့ပိတ်ဆံတွေကိုစုပြီးကိုယ့် bank account ထဲကိုလာစင်လွှဲပေးတဲ့အလုပ် ကိုလုပ်ပေးပါတယ်။ဒါပေမဲ့ဒီမှာတခုတည်ထားရမှာက YouTube ကဝင်ငွေကကြော်ညာတခုတည်းကတည်းမဟုတ်ဘူး။ဝင်ငွေရနိုင်တဲ့လမ်းကြောင်းတွေအများကြီးရှိတယ် ဥမာကြီးစုတို့တွေကတိုက်ရိုက်တပေးတယ်လို့မျိုး super thanks ပြီးတော့ Lazen G Baby ကို channel ရဲ့ member ဝင်လို့ရတဲ့ channel memberships ကို video ထဲမှာညွှန်းတဲ့ PC တွေကနေ commission ရတဲ့ affiliate links တွေလိုမျိုးပေါ့ဝင်ဝင်လမ်းကြောင်းများများရှိလေကိုတော့ပို့ပြီးတင်းငင်လေပါပဲကဲဒါကတော့ YouTube keys and တခုလုံးပါပဲဘသူမှမတီးသေးရဲ့ channel အတလေးတခုကနေစ content တွေတခုဝီတခုတင်းပိတ်တဲ့တဖြည်းဖြည်းတိုးလာ နောက်ဆုံးမှာ YPP ဝင်ပြီးဝင်ွေရတဲ့ creator တယောက်ဖြစ်လာတဲ့အချိန် ဒီခီယမလွဲပေမဲ့တကယ်ကိုတောင်းပါတယ်။ဒီမှာပြခဲ့တဲ့အဆင့်ကားဆင့်ကတော့ဝါဒနာကိုဝင်ငွေဖြူပြောင်းလဲဖို့အတွက်တက်တည်ရှိပြီးသားလမ်းကြောင်းတစ်ခုပါပဲ။အဓိကကတော့ဇွဲမလျော့ဖို့ပါပဲ။အခုအောင်ကြီးနေတဲ့ YouTuber ရှိတဲ့အားလုံးဟာတချင်က Subscriber တူများအနေနဲ့စခဲ့ကြတာပါ။ဒီလမ်းကြောင်းအတိုင်းသာမှန်ဆက်လျှော့သွားရင်ကိုလိုချင်တဲ့ပန်းတိုင်ကိုတစ်နှစ်ရောက်မှတက်ချပါတယ်။ကဲအခုဒီအကြောင်းအရာတွေကိုတီးသွားပြီဆိုတော့နောက်ထပ်ဘာကိုစောင့်နေတော့မှာလဲ။ ကိုယ့်ရဲ့ပထမဆုံးဝင်ငွေရလာနိုင်မဲ့ဗီဒီယိုကဘာဖြစ်တဲ့လဲဆိုတာကိုအခုအဲစပြီးစဉ်းစားလိုက်ပါတော့ဒီနေ့ကစပြီးကိုပိုင် YouTube ခေစဉ်ကိုအတူတူစတင်လိုက်ကြရအောင်